စရိုမင်းသားလွမ်းပိုင်တို့အပွဲရန်ကုန်ကနေမန္တလေးကိုတချင်းသွားဆိုဖို့လမ်းမှာပဲကားသိမ်းမှောက်ခဲ့ကြောင်းနောက်ဆုံးသတင်းတွေရသည်ရပါရီလွမ်းပိုင်ကတော့မလောက်ပဲဝေဖန်မှုတွေမြစ်တက်နေပါစေသူ့ရဲ့တချင်းကိုကြိုက်တဲ့သူကမြန်မာပြည်မှာလူသန်းကြီးရှိပါတယ်ဒါကြောင့်မလို့သူကပွဲတိုင်းတချင်းတွေလိုက်ဆူနေရတာပဲဖြစ်ပါတယ်တော့သူငှားမဲ့သူတွေကလည်းအများကြီးအခုနောက်ပိုင်းမှာပူမိုတော်ဝေဖန်မှုတွေမြစ်တက်လို့တချို့သောစီးပွားရေးသမားတွေကနော်အခုလိုမျိုးဝေဖန်မှုတွေမြစ်တက်နေတယ် ဒီဥဆောင်ဆိုတော့ကိုငားပြီးတော့ပြဆန်ရှားကြပြီဖြစ်ပါတယ်။သွားပိုင်းကတော့အခုရန်ကုန်ကနေမန္တလေးကိုတချင်းဆူဖို့တွားသူ့ရဲ့အဖွဲ့သားတွေနဲ့တွားရောက်တဲ့ချိန်မှာလမ်းမှာကားမောက်ပြီးတော့တဖွဲ့သားလုံးစေယုံမှာအေးပေါ်စေကူတာမူခိုင်နေရာအကြောင်းတီးရတယ်။အနေငယ်ဆိုရင်ရာကြောင်းလေးတီးရတယ်။ဘုဒ္ဓလောကမှာတော့ MRTB4 မင်းသားကျော်လေးဖြစ်တဲ့ဒီဥဆောင်သူကားမောက်ပြီးတော့တည်ဆုံသွားတာဖြစ်တဲ့အတွက်သွားပိုင်းရဲ့ပြည်သူတွေကလေးသူတို့ရဲ့ idol ကြီးနော်အခုလိုမျိုးတည်ဆုံတရား စိုးရင်ရမင်းနေထားမှာဖြစ်သွားဖို့အတွက်မလိုလားကြပါနဲ့အကြီးကျယ်ကိုစိတ်ပူနေကြပြီလေဖြစ်ပါရယ်ဘလော့ပိုင်ကတော့ခုတလုံးမှာလူမှုရေးရှုပ်ရှင်းတဲ့အကြီးကျယ်ဝေဖန်ခံရတဲ့ဆိုတော့မင်းသားပဲဖြစ်ပါရယ်ဘလော့ပိုင်ဟာ Novo Eta နဲ့ HD ထွက်ပြီးကလေးကတိုင်းကလုံးပရိသတ်တွေဆဲဆူခြင်းကိုခံနေရလေဖြစ်ပါရယ်ဘော်ဘီဆော့ဆာကလေသူတချင်းလူကြိုက်များဖို့အတွက်လောင်းပိုင်နဲ့ Novo Eta ရဲ့ HD ကိုသူတချင်းထွက်တဲ့နေ့မှာပဲတင်လိုက်တာဖြစ်တဲ့အတွက် ပုံမူပြီးတော့တချင်းကပေါက်သွားပြီးဝဲဆူသွားခဲ့ရတာလည်းဖြစ်ပါရယ်ဘလိုပဲဖြစ်ဖြစ်ပါလူစရာအမားနဲ့မကဲပါဘူးလွန်ပိုင်းအခုလိုမျိုးကားမောက်ချင်းကနေနောက်ထပ်ပါမောက်ဖြစ်ပါစေနဲ့အခုလေးပြန်လဲတက်တာပါစေဗျာလွန်ပိုင်းတို့တစ်ဖွဲ့သားလုံးအများဆုံးကြားမှာပြီးတော့ဒဏ်ရာတွေကနေတက်တာလာပြီးတော့ချင်းတွေလည်းအကောင်းဆုံးပြန်လဲပြီးဆွနိုင်ပါစေတော့